်မင်္ဂလာပါလူမှုစိတ်ပိုင်းဆိုင်ရာနှွေထွေးလုံကြုံသောတင်ယူမှုဝင်းကျင်ကိုဆက်လက်လည်လာတော်မှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာတော့ကလေးတွေနဲ့အတူတူလှုပ်ဆောင်နိုင်တဲ့အသက်ရှူလေးခြင်းငန်းတွေနဲ့အတူတူစိတ်ဖြူလျှော်လေးခြင်းငန်းတချို့တင်ပြသွားပါမယ်စာသင်ခန်းထဲမှာကလေးတွေနဲ့အတူတူအသက်ရှူလေးခြင်းငန်းတွေစိတ်ဖြည့်စီမှုဖြူလျှော်ရည်လေးခြင်းငန်းတွေအတိတရားနဲ့လမ်းလျှောက်ခိုင်းတာတွေအာယုံ၅ပါးစုစည်းပြီးစိတ်တည်ငြိမ်စေတဲ့နည်းလမ်းတွေကိုလုပ်ကြည့်လို့ရပါတယ် ဒီလေ့ကျင့်ခန်းတွေကကလေးတွေအတွက်အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေရရှိစေခြင်းမှတ်ဉာဏ်စွမ်းရည်များတိုးတက်စေခြင်းမိမိတို့ရဲ့ကိုယ်ခန္ဓာကိုအတိတ်တည်ရှိစေခြင်းနဲ့မိမိကိုယ်ကိုထိန်းချုပ်မှုတိုးတက်စေခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။အသက်ရှူလေ့ကျင့်ခန်းများဟာကလေးတွေအတွက်စိတ်နဲ့ခန္ဓာကိုယ်ကိုအေးချမ်းစေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။စိတ်ဖိစီးမှုတင်းအားတွေနဲ့စိုးရိမ်ပူပန်မှုခံစားချက်တွေကိုလျှော့ချဖို့အတွက်အသုံးပြုနိုင်ပါတယ်။ အသက်ရှူခြင်းနဲ့ဖြည့်လျှော့စီရလေးကျင့်ကြံတွေဆိုတာကအခက်ခဲတွေကြောင့်စိတ်နဲ့ခန္ဓာကိုယ်ရဲ့တင်းမာမှုတွေကိုဖြည့်လျှော့စီပြီးတော့စိတ်ဖိစီးမှုတွေစိတ်တကြခြင်းတွေစိုးရိမ်ပူပန်ခြင်းနဲ့ဒေါသဝမ်းနည်းမှုတွေဒါတွေကိုတတ်တာစေနိုင်တဲ့လေးကျင့်ကြံတွေဖြစ်ပါတယ်။ဝမ်းပိုင်းနဲ့အသက်ရှူလေးကျင့်ကြံအတွေ့ပထမဆုံးအနေနဲ့ကတင့်ကလေးနဲ့အတူအသက်ရှူနည်းအသက်ကိုတင်ပြီးမှဖြစ်ကြောင်းရှင်းပြပါ။လက်များကိုဝမ်းပိုက်ပေါ်တင်ထားပြီးအသက်ကိုရှူသွင်းရှူထုတ် ဒီလိုလုံးလိုက်တိုင်းမှာဝမ်ပိုက်လှောက်ရှားသွားတယ်ဆိုတာကိုခန်းစားခိုင်းပါဖြည်းဖြည်းချင်း1 2 3ဒီလိုဖြည်းဖြည်းချင်းရည်တွက်ပြီးတော့အသက်ကိုပြင်းပြင်းရှူခိုင်းပါအဲနောက်တော့ဖြည်းဖြည်းချင်းပဲ1 2 3 4ဒီလိုရည်တွက်ပြီးတော့ဗစက်မှတစ်ဆင့်ဖြည်းဖြည်းချင်းရှူထုတ်ခိုင်းပါ ကလေးတွေနဲ့အတူတူ၃ချိန်ဒါမှမဟုတ်၄ချိန်လုံနိုင်ပါတယ်